အီရန်နိုင်ငံမှာပြင်းထန်တဲ့အသည်းမုန်တိုင်းကြီးတိုက်ခိုက်မှုကြောင့်လူပေါင်းထောင်နဲ့ကျည်အသက်ရှူကျမှုဝေဒနာကြုံတွေ့ခဲ့ရတယ်လို့သိရပါတယ်။အဲ့ဒီအသည်းမုန်တိုင်းဟာအီရန်နိုင်ငံအလယ်ပိုင်းနဲ့တောင်ပိုင်းဒေသတွေကိုတိမ်ကျုံတိုက်ခတ်သွားတာဖြစ်ပါတယ်။အီရန်နိုင်ငံမူတနာပြည်နယ်တစ်ခုထဲမှာလည်းအသည်းမုန်တိုင်းကြောင့်အသက်ရှူကျတဲ့ဝေဒနာခံစားရကြောင်းဖုန်းဆက်ကူညီတောင်းခံမှု900ကျော်လက်ခံရရှိတယ်လို့ပြည်နယ်အုပ်ချုပ်ရေးအရာရှိတွေကပြောပါတယ်။လူမှုကွန်ရက်ပေါ်မှာဖြန့်ဝေတဲ့ဗီဒီယိုတွေမှာတော့တဲမှုန်တိုင်းနဲ့လူပေါင်းကြီးတစ်ခုလုံး နေမောင်ရောင်ပြောင်းသွားတာတွေ့ရပါတယ်။တဲမွန်တိုင်းတက်ခတ်မှုတွေဟာအီရတ်မှာကြုံနေကြရာသီဥတုဖြစ်စဉ်ဖြစ်ပေမဲ့သိပ္ပံပညာရှင်တွေကတော့ကမ္ဘာရာသီဥတုဖောက်ပြန်ပြောင်းလဲမှုနဲ့တူတဲမွန်တိုင်းဖြစ်ပေါ်မှုအကျဉ်းပိုများလာသလိုပမာဏပိုကြီးမားလာတယ်လို့ပြောပါတယ်။တဲမွန်တိုင်းတိုက်ခတ်လာတဲ့နောက်လမ်းသွားလမ်းသာတွေနဲ့ရဲတွေဟာ နှခေါင်းစည်းတွေမဖြစ်မနေတတ်ထားခဲ့ရပြီးအသက်ရှူကျက်သူတွေကိုကူညီပေးဖို့ရှေးဥတ္တနာပြုဖွဲ့တွေကဗျာများနေတာတွေ့ရပါတယ်။နာကျက်ပြည်နယ်တစ်ခုတည်းမှာလူပေါင်း250လောက်အသက်ရှူကျက်ပြီးဆင်းရုံရောက်ခဲ့တယ်လို့ဒီဝါလီယာမှာတော့ကလေးတွေအပါအဝင်လူပေါင်း300ကျော်လောက်ဆင်းရုံတက်ခဲ့ရပါတယ်။ဒီကနေ့ဘာစာရာဒေသတွေမှာလည်းလူပေါင်း900ကျော်လောက်အသက်ရှူကျက်တဲ့ဝေဒနာတွေခံစားရပါတယ်။တဲမွန်တိုင်းတိုက်ခတ်နေချိန်အီရတ်တောင်ပိုင်းဒေသတွေမှာရှေ့ကို 1ကီလိုမီတာထပ်ပုံမမြင်ရတဲ့အခြေအနေထိကိုမြင်ကွင်းတွေကမှုံသွားသွားပါတယ်။ AB 15မိနစ်ပိုင်းမှာတော့အခြေအနေကတဖြည်းဖြည်းပြန်တိုးတက်ခဲ့တယ်ဆိုပါတယ်။အဲ့ဒီသဲမုန်တိုင်းကြီးဟာ AB 14ရက်နေ့ဒီနေ့လုံးဖြစ်နေတာလို့ဆိုပါတယ်။ Iran ဟာကမ္ဘာပေါ်မှာ ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုတန်းအဆိုအဝါဆုံးခရီးနိုင်ငံရှိကြောင်းကုလသမဂ္ဂကသတ်မှတ်ထားတဲ့၅နိုင်ငံစီးရင်ထဲပါပါတယ်။2022ကလည်းအီရတ်မှာပြင်းထန်တဲ့သဲမုန်တိုင်းကြောင့်လူတဦးသေပြီးလူ9000ကျော်ဆေးဝါးကုသမှုခံခဲ့ရပါတယ်။နိုင်ငံရဲ့သဘောပတ်ဝန်းကျင်ဝန်ကြီးဌာနကအနာဂတ်မှာလည်းအီရတ်နိုင်ငံဟာသဲမုန်တိုင်းအန္တရာယ်ပုံမှုကြုံလာရဖို့ရှိနေပြီးဒါနဲ့ပတ်သက်ပြီးကြိုတင်ပြင်ဆင်ထားတဲ့လို့သတိပေးပြောကြားထားတာဖြစ်ပါတယ်။